င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းတဲ့နေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စက်ကောင်စီကသူလည်းအောက်ခံတယင်းမှုဒူပိုမှုကြီးအဆင့်နဲ့အထက်ယာဒူတိုးဖို့ရှိတဲ့စိတ်အရာရှိတွေရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းတွေမှာ NLD ပါတီဝင် PDN နဲ့ CDN ဝန်ထမ်းတွေကိုပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်ဆိုပြီးစစ်တပ်ထဲမှာညှို့ကြက်ထုတ်ထားပြန်နေဆိုပါတယ် မွန်ပြည်နယ်တထုံမြို့နယ်မှာလိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုနဲ့ဖမ်းဆီးခံရတဲ့ဦးဝင်းဇော်ဦးစုသူကိုအကြပ်ဖက်စကောက်စီတပ်သားတွေနဲ့ရဲတွေကရိုက်တက်လိုက်ပြီးတိတ်ဆုံးသူရုပ်လောက်မှာတကိုယ်လုံးဒဏ်ရာပြည့်ရှိနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြပ်ဖက်စကောက်စီကတူလောက်ခံတရင်မှုဒုဗိုလ်မှုကြီးအစ်စ်နဲ့အထက်ယာဒုတို့ဘရှိတဲ့စစ်အရာရှိတွေရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းတွေမှာ NLD ပါတီဝင် PDN နဲ့ CDN ဝန်ထမ်းတွေကိုပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်ဆိုပြီးစစ်တပ်ထဲမှာညွန်ကြားချက်ထုတ်ထားပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီလိုသူတို့တတ်မှတ်ထားတဲ့အချက်တွေနဲ့ညှိစွန်းနေတဲ့စစ်အရာရှိတွေကိုယာဒူတိုးမပေးဘဲလုံးဝဆိုင်းငံ့ထားရမယ်ဆိုပြီးတော့ပါထုတ်ပြန်ချက်ထဲမှာပြောထားတယ်ဆိုပါတယ်အဓိကကတော့လက်ရှိအချက်ဖက်စကောက်စီတက်မှာရှိတဲ့အရာရှိတွေကိုယာဒူတိုးပေးမယ်ဆိုရင်နောက်ကျောင်းရာဇဝင်တည်တည်ချာချာလိုက်ဖို့ညွှန်ကြားတဲ့နေရာမှာ အဲ့ဒီအရာရှိတယောက်ထင်းနေတယ်မဟုတ်ပဲသူ့ရဲ့မိဘဆွေမျိုးတွေကအစား NLD ပါတီဝင် PDN နဲ့ CDN ဝန်ထမ်းတွေကိုပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်ဆိုပြီးစီကန်းချက်အစ်စ်တွေကိုပါထည့်ပြီးညှို့ချလာပြန်တာဖြစ်တယ်လို့နေပြီးတော့စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ဒါပြင်စစ်တကားနိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက်ပါတီနိုင်ငံရင်းနဲ့မပတ်သက်ရဘူးလို့ပြောတဲ့အပြင်စစ်တကားနိုင်ငံရေးလှုပ်ဖို့မဟုတ်ဘူးလို့ပြောရုံနဲ့မကစစ်တပ်နဲ့စစ်သားတွေက ါတီနိုင်ငံရေးနဲ့ကင်းရှင်းရမယ်ဆိုပြီးတော့ပါအကြံဖက်မဲအွန်လိုင်းကမှားချထားတဲ့အကြောင်းတက်တွင်းအစည်းအဝေးတွေမှာပြန်လည်မျှဝေနေကြပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဒီလိုအကြံဖက်မဲအွန်လိုင်းကဒုလက်အောက်ခံစစ်တပ်အရာရှိတွေနဲ့စစ်သားတွေကိုပါတီနိုင်ငံရေးနဲ့ကင်းရှင်းရမယ်ဆိုပြီးပြောဆိုနေပြီမဲ့တစ်ဖက်မှာတော့ကြံဖက်ပါတီဟာစစ်ဘိုလ်ချုပ်အဟောင်းတွေနဲ့ဖွဲ့စည်းထားပြီးစစ်တပ်ကဘိုလ်ချုပ်တချို့ကိုယာလူကနေအနာပေးပြီးတော့ ကြံပေါ်ပါတီတဲကို ပို့ထားတာတွေကိုလည်းမင်းအွန်လိုင်းကိုယ်တိုင်လှုပ်ဆောင်ခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့မွန်ပြည်နယ်တထုံမြို့နယ်မှာလိုင်စင်မဲ့ဆိုင်ကယ်မောင်းနေမှုနဲ့ဖမ်းဆီးခံရတဲ့ဦးဝင်းစောဦးဆိုတဲ့သူကိုအချက်ဖက်စကောင်းစီတပ်သားတွေနဲ့ရဲတွေကရိုက်တက်လိုက်ပြီးတေဆုံးသူရုပ်အလောင်းမှာတကောလုံးဒဏ်ရာအပြစ်ရှိနေတယ်လို့တေဆုံးသူတဲ့နှိဇက်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ၄ရက်နေ့ကပဲတထုံမြို့နယ်အောက်ချင်းရက်ကွက် အောင်မြေရွှေဘုံနှစ်လမ်းမှာနေတဲ့သူအသက်50အရွယ်ဦးဝင်းစော်ဦးကိုလိုင်စင်မဲ့ဘေးတွဲဆိုင်ကယ်စီးနင်းမှုနဲ့အကြံဖက်စကောက်စီတပ်သားတွေနဲ့ရဲတွေကဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ဇွန်လ6ရက်နေ့မှာတထုံမြို့နယ်တရားရုံးအတွင်းရုံးထုတ်ခဲ့ပြီးဇွန်လ9ရက်နေ့မှာတော့ဦးဝင်းစော်ဦးဟာတေဆုံသွားပြီးဆိုပြီးတထုံမြို့နယ်ရဲစခန်းကနေမိသားစုကိုအလောင်းလာယူဖို့အကြောင်းကြားလာတယ်လို့သိရပါတယ်။အဲ့ဒီမှာမိသားစုကဦးဝင်းစော်ဦးရဲ့ရုပ်လောင်းကိုတွားယူတဲ့အချိန် စစ်သားတွေနဲ့ရဲတွေကဥဝင်စုံဥကိုရိုက်တက်လိုက်ကြတဲ့တပ်တွေအနေနဲ့တေဆုံသူရဲ့ဥကောင်းခွန်နဲ့တကိုယ်လုံးမှာဒဏ်ရာတွေအပြည့်နဲ့နှိပ်စက်ခံထားရတာကိုတွေ့ရတဲ့အပြင်စစ်ကောင်စီဘက်ကစေးစာမှာလဲအုံတော်သွေးကြောပြက်လို့တေးတယ်ဆိုပြီးလိမ့်လေထားရုံနဲ့မကမိသားစုကိုလည်းလူမှုကွန်ရက်မှာမဖြန့်ဘူးငွေကျပ်နှစ်သိန်းလာပေးပြီးနှုတ်ပိတ်ခိုင်းထားတယ်လို့လည်းတေဆုံသူနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ ကချင်ပြည်နယ်မိုးညင်းမြို့နယ်ကစနွင်းကုန်းကျေးရွာအနီးတစ်ဝိုက်မှာ KIP တပ်ပူးပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုတွေတော်တော်ကိုများနေသလိုလေကြောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေရတာတော့သူတို့စစ်သားတွေကိုအသေးခံတိုက်ခိုင်းပြီးတေတွင်းနဲ့ပို့နေတယ်လို့ KIP စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇွန်လ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးကချင်ပြည်နယ်မိုးညင်းမြို့နယ်ကအင်းတော်ကြီးဝိတ်ခါဖားကန်လမ်းပိုင်းတွေမှာ ် GNP တဲ့ပူပေါင်းတက်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတက်ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကိုများနေတဲ့အပြင်တချို့စစ်သားတွေကိုလည်းတော်လိုင်းရေးတက်တွေကအရှင်ဖမ်းဆီးရမိထားသလိုစစ်တပ်ကတော်တော်ကိုအထိနာနေတာတော့လေချောင်းပစ်ကူတွေနဲ့အသေးအတန်ခုခံပြီးတော့သူတို့စစ်သားတွေကိုအသေးခံတိုက်ခိုင်းပြီးသေတွင်တဲ့ကိုအတင်းတွန်းပို့နေတယ်လို့ KAI စစ်ရေးတရင်ရှင်မိကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ပဲခူးတိုင်းကတဲကုန်းမြို့နယ်မှာစစ်တပ်အားကိုနဲ့ပြည်သူတွေကိုညီမျိုးစုံဖိနှိပ်ချိန်ချောက်နေတဲ့တက်ရွာမှာနေထိုင်သူအချက်ဖက်စကောက်စီလက်အောက်ခံပြူစောတိအေးကျော်မြင့်ဆိုသူကိုတော်လိုင်းရဲ့တပ်တွေကဖမ်းဆီးတဲ့အချိန်တနက်လူပြီးခုခံထွက်ပြေးတဲ့အတွက်ပြစ်ကတ်ဖမ်းဆီးရမှာနေရာမှာတင်ပွဲချင်းပြီးကိုတေသွားပြီလို့ပောက်ခေါင်းမြို့နယ်ပကပတာဝန်ရှိသူကရန်ကုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့တဲကုန်းမြို့နယ်တက်ရွာမှာနေတဲ့ပြူစောတိအေးကျော်မြင့်ဆိုသူကို အဲ့ဒီရွာထိပ်မှာပဲတော်လိုင်းတက်တွေကသွားရောက်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်တော်လိုင်းတက်တွေကအဲ့ဒီပူစောတီအေကျော်မြင့်ဆိုသူစီကနေစစ်တပ်နဲ့ဆက်သွယ်ထားတဲ့တပ်တွေအထောက်ထားတွေပါတင်စီရရှိခဲ့ပြီးတဲ့နောက်စစ်စေးမှုတွေဆက်လက်လှုပ်ဆောင်ရမှာသူကိုယ်တိုင်ကလည်းအင်မာမျိုးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တမ66မှာပြစောတိအပစင်တင်းနန်းစင်ဖြစ်တဲ့အကြောင်းကိုဝန်ခံပြီးတဲ့နောက်ဒေါ်လာအင်တက်တွေစီကနေတနက်ကိုလုပြီးထွက်ပြေးတဲ့အတွက်ရဲဘော်တွေကပြစ်ခတ်ဖမ်းဆီးရမှာပြစောတိအေကျော်မြင့်ဆိုသူဟာ နေရာမှာရင်ပွဲချင်းပြီးကိုသိသွားတယ်လို့ပောက်ခေါင်းမျိုးနဲ့ပက္ခပါတာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီပူစောတိအင်ကျော်မြင့်ဆိုသူဟာစစ်တပ်အမကန်ထောက်ခံသူဖြစ်ပြီးဒေါ်လာအေးတပ်ဖွဲ့တွေရဲ့တည်င်းကိုလိုက်လံစုံစမ်းပြီးတော့စစ်တပ်ကိုအကြီးအကျယ်တည်င်းပေးနေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေသူဖြစ်တယ်လို့အခုတော့သိပြီလို့ပောက်ခေါင်းမျိုးနဲ့ပက္ခပါတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကမုံရွာအချင်းတော်ကနေကိုဝေမိုးနိုင်တဲ့နိုင်ငံရေးအကျဉ်းသားအချင်းသူတွေအပါအဝင်အကျဉ်းသားအချင်းသူအလုံးပေါင်းအယောက်200ဝန်းကျင်ကိုမန္တလေးအိုးဘူအချင်းထောင်မြင်းကြံထောင်နဲ့မကွေးထောင်တွေကိုပြောင်းရွှေ့ခဲ့ကြတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မြက်ကိုတိုက်ထုံးဦးကရန်ကုန်ခေတ်တကိုပြောထားပါတယ်ဒါကတော့ဇွန်လ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကျန်းဖတ်စစ်ကောင်စီရဲ့နမခဌာနချုပ်ကနေစက္ကန့်2စီး7ဘင်္ဂါ6စီး အိမ်စီက3စီးတို့နဲ့မုံရွာအချင်းတောင်ကနေအချင်းသားအချင်းသူအယောက်200ဝန်းကျင်ကိုထောင်ပြောင်းပို့လာခေါ်သွားတယ်ဆိုပါတယ်အဲ့ဒီမှာနိုင်ငံရေးအချင်းသားတွေတဲ့လူသိများတဲ့ကိုဝေမိုးနိုင်လဲပါသွားပြီအဲ့ဒီအချင်းသားအချင်းသူအယောက်200ဝန်းကျင်ကိုစစ်ကောင်စီတပ်ကမန္တလေးအိုးဘူးအချင်းထောင်မြင်းကြံထောင်နဲ့မကွေးထောင်တွေကိုပျောက်ရွှေ့ခဲ့ကြတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းကအင်းဒေါ်မြို့နယ်မှာရှိတဲ့စေကန်တစ်ခုကိုဂျပန်စကောက်စီတပ်ကလေနဲ့ဘုံကျက်တိုက်ခိုက်မှုကြောင့်တူနာပြုတ်ဥအေးမောင်ဆိုတဲ့သူကွယ်လွန်သွားခဲ့ရတယ်လို့ MG ဆိုရကျမ်းမာရေးဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဧပြီလအတွင်းမှာပဲဂျပန်စကောက်စီတပ်ကအင်းဒေါ်မြို့နယ်မှာရှိတဲ့စေကန်တစ်ခုကိုလေကြောင်းတိုက်ခိုက်သွားမှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တူနာပြုတ်ဥအေးမောင်ဆိုသူဟာမေလ22ရက်နေ့မှာကွယ်လွန်သွားခဲ့ရတယ်ဆိုပါတယ်။ အဲ့ဒီလိုစကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ကွယ်လွန်သွားခဲ့ရတဲ့တူနာပြုတ်ဦးအေးမောင်ဟာပြည်သူတွေနဲ့တော်လိုင်းကြီးရဲဘော်တွေကိုစေကူတာမှုတွေကြမ်းပါရေးဆောင်ရှောက်မှုတွေလုပ်ပေးခဲ့သူဖြစ်တယ်လို့မြန်မာနိုင်ငံမှာဆက်အနာရှင်စနစ်ချုပ်ငိမ့်မှုအတွက်တတောင်တနေရာကနေဒီဇိုင်းမမတ်ပါဝင်ပေးခဲ့သူဖြစ်တဲ့အတွက်မိသားစုနဲ့တတ်တူဝမ်းနဲ့ရပါတယ်လို့လည်းအယုံကြီးအစိုးရကျမိုင်ဝင်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်ခင်ဗျာ ओके okay, तगारो यौ कितिका नी दिनी लेकिन दिनी को टिन सपी के राबा चिसु पी के तो चिसु टमारे चनो नांगे बा